ကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ် ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းနေလုပ်တယ်သို့တော့အတိတ်တုန်းကမှားရမှုတွေဟာလေလူတွေတဏ္ဍမှာလာရောက်ပြီးတော့မကျွာဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရော မရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင် ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရအောင် ခဏလို့ဖရာကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်တန်ခါကိုအာယုံပြုမယ်ဖရာရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရင်စေမယ်ဖရာကိုပူဇော်မယ်နော်ဖရာနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နှူးမှုတွေရောက်လို့ကုသိုလ်ကောင်းမှုတွေမပြတ်လောက်ပေးရမယ်ဖရာပန်းရေးချမ်းအမြဲတမ်းဆက်ကပ်ဖရာကိုအာယုံပြုဖရာကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုစိတ်ထဲမှာဖြစ်ပေါင်းစူးစမ်းအဲ့ဒါလို့စူးစမ်းခြင်းအပြည့်လည်းပဲ မကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့ရှင်းတော့ကျမ်းစာတစာရေးပြီဆိုလို့ရှင်ကျမ်းတစ်ချမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်မို့တော့ခိုင်းတယ်။အမြဲတမ်းဟိုကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်လှုပ်တာ။အစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမြဲတမ်းခိုင်းတယ်။တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူး။အဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်။ အလေးနဲ့စာကြီးတွေကိုရေးပြီဆိုလို့ရှိရင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြမ်းမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင် ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးမကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးတခြားအနောက်ရှစ်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူးအဲ့ဒါကိုကြားဖြတ်ဝင်လာတာကိုအန္တရယ်လို့ခေါ်တာပါဠိစကားအန္တရာယကြားဖြတ်ဝင်ရောက်လာတဲ့အနောက်ရှစ်နော် အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှ िख ိုးကြတယ်ရှ िख ိုးပြီးတော့ဘုရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသကံရဲ့ဆွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန္တာမိတာဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီ ကံစိုးမိုးမောင်နေကုသဏမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာ